နက်ကြအောက်တိုဘာလ21ရက်နေ့အင်္ဂါနေ့အတွက်နောက်ဆုံးရမူလဝတ္တခံမှန်ချက်တွေနဲ့တောက်သူတွေအတွက်အထူးရေးကြီးတဲ့သတိပေးချက်တွေကိုတင်ဆက်ပေးပါမယ်ရှင်။တောက်တရုတ်ပင်လယ်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာဖြစ်ပေါ်နေတဲ့မူလဝတ္တအခြေအနေအသစ်တွေကြောင့်မိုးလွန်ကာလမှာနေရာကွက်ကြောင့်မိုးဆက်လက်ရွာသွန်းနိုင်တဲ့အခြေအနေဖြစ်ပေါ်နေပါတယ်။တောက်တရုတ်ပင်လယ်ကဖန်ရှင်အပူပိုင်းမုန်တိုင်းနဲ့ဘင်္ဂလားပင်လယ်အော်ကလေပွေလိုင်းတွေကြောင့်မြန်မာနိုင်ငံအတွင်းကဒေသအနှံ့မှာမိုးအနေငယ်ကနေအတင်းအကျပ်နေရာကွက်ကြောင့်မိုးရွာနိုင်ပါတယ်။ အနေဖြင့်အတော်မူရတော်မူခမန်ချက်တွေအနေနဲ့ရှမ်းပြည်မြောက်ပိုင်းမှာနေရာနှံ့ပြောင်းမူရနိုင်ပြီးရှမ်းပြည်တောင်ပိုင်းချင်းအေရဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှာတော့နေရာဆက်စပ်မူရနိုင်ပါရဲ့ရှင်။ကချင်း၊မွန်၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းနေပြီးတော့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရာကျကျမူရနိုင်ပါရဲ့။ဒေသအလိုက်အထူးခမန်ချက်တွေကိုပြောရရင်ကလော၊အောက်ပန်း၊မေဆဲ၊ဘိတ်နဲ့ပုတ်ပြင်းမျိုးတွေမှာမိုးတင့်တင့်ရွာသွန်းနိုင်တယ်လို့အသိပေးလိုပါရဲ့ရှင်။ နောက်ရက်အတွင်းမှာတော့ချင်း၊ရခိုင်၊မွန်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မြေပြည်တော်နဲ့မကွေးတိုင်းတို့မှာဝိုးပို့လာနိုင်တာကြောင့်မွန်လွန်ကာလမှာလှုပ်ဆောင်ဖို့ပြင်ဆင်ထားတဲ့လုပ်ငန်းတွေအတွက်တတိပြုရမှာပဲဖြစ်ပါတယ်။ဝိလိဝတာပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်အရအော်တိုဘာလ23ရက်နေ့ကနေ25ရက်နေ့အတွင်းမွန်နဲ့တနင်္သာရီတိုက်တို့မှာမိုးပို့လာနိုင်ပြီးနေ့စဉ်မိုးရေချိန်နှစ်လက်မှနီးပါးထိရွာသွန်းနိုင်တယ်လို့သိရပါတယ်။ပေးဆိုင်တောက်သူတွေနဲ့စပါးဆိုင်တောက်သူတွေအတွက်ဖြတ်မှုအန္တရာယ်ဟာရှိနေစေဖြစ်တာကြောင့် ိမိတို့စိုက်ခင်တွေကိုသတိပြုစောင့်ကြည့်ပြီးပြင်ဆင်ထားကြပါလို့တိုက်တွန်းလိုပါတယ်ရှင်။မြမပင်လယ်ပြင်ဘက်ကိုကြည့်ရရင်တော့လိုင်းလင်းငယ်ကနေလိုင်းတင်းတင်းရှိနိုင်ပြီးကယူတဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့လိုင်းအမြင့်ပင်၄ပေကနေ9ပေခန့်သာရှိနိုင်တာမလို့ပင်လယ်ပြင်ခရီးသွားရင်လည်းကန်ဒီကံဝေးရေလောက်ကားရဲ့အတွက်တည်ငောက်တစ်ခုပဲဖြစ်ပါတယ်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နှညပြောင်းလဲနေတာကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆိုရမိုးလေဝသခံမှန်ချက်တွေကိုဆက်လက်စောင့်ကြည့်ပေးကြပါလို့မြစ်တိုင်ရဲ့ခံလိုပါရှင်။